ရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမတ်ဆန္ဒဆိုးပါမတ်ဆန္ဒဆိုးဟုတ်ပြီ28နှစ်ပါဆရာကြီးဟောအရွယ်ကွန်ပျူတာစရင်းကန်ရန်ကုန်နဲ့အဲကွန်ခန်းထဲမှာပဲနေရပါတယ်တဲ့ကွန်ပျူတာနော်ဟုတ်ကဲ့ဆရာကြီးစရင်းကန်လေးလိုရတယ်ဟုတ်ကဲ့ကွန်ပျူတာစရင်းကန်ပေါ့ကွန်ပျူတာနဲ့စရင်းကန်ရတာပေါ့အင်းပေါ့အင်းပေါ့ဟုတ်ဟုတ်ကွန်ပျူတာနဲ့စရင်းကန်တာပေါ့ဟုတ်ခဏနေနဲ့စကားပြောနေရမှာပေါ့သမီးဟုတ်ကဲ့ဆရာကြီးဆရာကြီးရှင်နဲ့နေမကောင်းရာကနေတဲ့ ခေါင်းမလျှော်တာကြာလို့တဲ့ခေါင်းပြောခေါင်းလျှော်တဲ့အချိန်မှာတဲ့မခံမရနိုင်အောင်ပူပါတယ်တဲ့အဲအဲ့ဒါလည်းပဲခေါင်းမလျှော်တာကြာပြီဆိုတာလည်းပဲမဖြစ်သင့်ဘူးဟုတ်ကဲ့ဆရာရှင်နော်အမျိုးသမီးဖြစ်အမျိုးသားဖြစ်ဖြစ်တပတ်ကိုတစ်ချိန်နှစ်ချိန်ပေါ့နှစ်ချိန်အများဆုံးနှစ်ချိန်ဒါပဲဟုတ်ကဲ့ဆရာအဲ့ဒါလျှော်ကိုလျှော်ရမှာဟုတ်ကဲ့ဆရာပဲလျှော်တဲ့နေ့မှာတော့စီကန့်ရှိတယ်ဒီနေ့ငါခေါင်းလျှော်မဲ့နေ့ဆိုရင်မနေ့ရက်အဲ့ဒါရေတော့ ရေတာပြီးရှူရှူပေါ့နော်ရှူပေါ့လမ်းလေးလျှောက်အဲ့ခေါင်းလျှော်မဲနေဟာခေါင်းလျှော်ပြီးတော့ခေါင်းကိုတပည့်ကြီးနဲ့ထုံထားပြီးတော့မှဟာလျှော်စရာရှိရာဒီလျှော်စီကြောစရာစီကြောမှရေချိုးရဲ့အဲ့ဒါတိတ်မှားပါတယ်ဟုတ်ကဲ့ဆရာရင်အဲ့ဒီမှာမပါလို့လဲဆိုရင်ရေချိုးပါဟုတ်ကဲ့ဆရာရင်မျက်နှာတက်ပါသွားတိုက်ပါချိုးပါဆက်ပြတိုက်ပါဦးပြီးတော့မှနောက်ဆုံးကြတော့မှခေါင်းကိုလောင်းပြီးတော့ ချိုးရပါလျှော်လိုက်ပါလျှော်လိုက်ပါဟုတ်ကဲ့ဆရာလျှော်ပြီးတော့လည်းပဲအေးခံမယ်ဆိုတော့အခုကဟဲရ်ဒရိုင်ယာလေးရှိလေအဲအေးခံရင်သပင်ကိုပဲအေးခံမှာကိုယ့်ရဲ့ဥကောင်းကိုဥရည်ပြားကိုမထိပါစေအေးတဲ့အထိမထိပူရာတွေမထိပါစေနဲ့ပါဟာဆရာကြီးခေါင်းကိုတဲ့ရေလောင်းလိုက်တာနဲ့တဲ့ခေါင်းတကူခေါင်းပြင်ပေါ့နော်အကိုတကိုလုံးခေါင်းအပြင်နဲ့တကိုလုံးပူပါတယ်တဲ့မျက်စိတွေပါရားပါတယ်တဲ့ ခေါင်းလျှော်ရင်းနဲ့မူးနောက်နောက်ဖြစ်လာပါတယ်ရှင်တဲ့အဲ့ဒါတော့တမီးရဲ့သူပြောသမျှဆရာကြီးရမျက်စိနဲ့မြင်တာပေါ့နော်ဟုတ်ကဲ့ဆရာကြီးနော်မိသွေးတို့ကြီးရီတော်လို့ဖြစ်နေဟုတ်တယ်နော်ဟုတ်တယ်နော်မိသွေးတို့ကြီးရီတော်နေတော့ဘာဖြစ်လဲရှယ်အတန်လေးမြည်သွားမယ်ရှယ်ခဲ့တယ်ဟုတ်လားမယ်ရှယ်ခဲ့ပြီရောနောက်တော့အခိုးတွေထွက်လာမယ်ဟုတ်ကဲ့ဆရာကြီးအခိုးတွေထွက်လာမယ်နော်ဟုတ်ကဲ့ဆရာကြီးထွက်လာပြီးတော့အကုန်ငိမ့်သွားဆိုအကုန်လည်းမငိမ့်ဘူးငိမ့်ဘူးဟုတ်ကဲ့ဆရာကြီးခုနကအငွေလေးထွက်လိုက်ထွက်လိုက်ဟာဒီနကအငွေလေးထွက်လိုက်ဟုတ်ကဲ့ဆရာကြီးအဲ့လိုဥမာနဲ့ပြောလို့ရှိရင်တော့ จิตตมิရဲ့ခံစားချက်ကတည့်ရဲ့သက်ဆိုင်နေတယ်ဟုတ်ကဲ့ဆရာအဲ့တော့ဘာလုပ်အောင်လဲဆိုရင်လောင်းပြီဆိုရင်ငိမ့်သွားအောင်ကိုလောင်းလိုက်ဟုတ်ကဲ့ဆရာနော်အဲ့တော့တပတ်ကိုဘယ်နှကြိမ်လဲနှစ်ကြိမ်တစ်ကြိမ်ပေါ့တစ်ကြိမ်ပေါ့တစ်ကြိမ်နှစ်ကြိမ်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးအဲ့လိုအေးအေးဆေးဆေးရေချိုးတဲ့ခါမှာဟိုချိန်ယူရမှာအလုံးရှိလို့ဆိုပြီးတော့နော်တုတ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 ်ချိုးတာတို့ပြတိပြလောင်ချိုးတာတို့တခါလေးဆက်ပြတိုက်ပြီးရေတောင်မှဆင်အောင်မလောင်းမင်းနဲ့ ထွက်လာကြတယ်ထွက်လာပြီးတနခါလင်ငန်းနဲ့ဝင်လာတို့ရေချိုးတာဒီပြင်နေကျမယူအတွက်အနှစ်သာရပါပါတယ်တို့ဘာကြောင့်လဲဆိုရင်အပူလွန်တဲ့ကာလမှာရေဟာစီးပဲစီးပဲဟုတ်ကဲ့ဆရာရှိခါကတော့စီးကြမ်းနေမှာကိုရေးတာတမီးနော်ဘယ်လိုရေးလဲဆိုရင်ရေချိုးလို့တည်တဲ့မသာရှိတယ်အဲ့လိုဒီကလေးတစ်တစ်ခေါက်ကရေးတာနော်ပက်ပက်ဆဲဆဲပြီးပြီးတော့သာရေးတာ ရေမချိုးလို့တည်တဲ့မသားမရှိဘူးတဲ့နော်ဆရာတို့ယူရမှာဆရာတို့ကြပါဆိုလို့ရှိရင်တနှစ်မှာတစ်ခါပဲရေချိုးတယ်ရေပဲလေးတိုက်တယ်နော်အဲ့လွန်ခဲ့တဲ့အနှစ်ဟိုပဲ40ကျော်50လောက်ကတော့အဲ့ဒါမှန်နေသမီးရဲ့ဘာဖြစ်လဲဆိုတော့အေးတန်းနဲ့အပူတက်လို့ခေါ်တဲ့ညမှာအဲ့ဒီခေအဲ့ဒီခါအေးတက်တွေလွန်နေတာသမီးဟုတ်ကဲ့ပါဆရာကြီးလူတွေရဲ့စိတ်တွေကလည်းအေးတယ်အေးတယ် ဥရုကလည်းအေးတယ်စားတယ်အစာတွေကလည်းနော်အစာတွေကလည်းအေးတယ်ဟိမဝန္တတောင်ကြီးမှာလည်းပဲရေခဲတွေကအခဲလိုက်ရှိတယ်အနာတိကသဘုတ်တရားတွေမှာလည်းရေခဲကအခဲလိုက်ရှိတယ်အခုဟိမဝန္တတောင်မှာရှိတဲ့ရေခဲတွေရှိသေးလားမရှိပါဘူးဆရာပြုတ်ကြကုန်ပြုတ်ကြကုန်ဟာဟိုအနာတိကမှာရှိတဲ့ရေခဲတွေရောပျော်ဆင်းအတုံးလိုက်ကြည့်ပျော်ဆင်းသွားတယ်ရေတွေကြီးအဲ့တော့ဘယ်မှာဘယ်မှာတည်တာလဲဆိုတော့အခုရေတွေကြီးတယ်ဟုတ်ကဲ့ပါဆရာဆရာအခုဒီအိမ်မှာ ဒီနေရာမှာနေတာနှစ်30နော်ရှီရတခါမှအိမ်နဲ့ရေမွေမှုအခုဒီနှစ်3000လောက်ရှိပြီအဲ့ရှီရဖလားချွတ်ချော်ရေမွေလာဟုတ်ကဲ့ဆရာနော်နောင်တော့တရေမြုပ်ထတာကြုံရမှာဟုတ်ကဲ့ဆရာအခုဆိုရင်ကိုဆရာတို့ဒီနေတဲ့ရန်ကုန်မှာကိုတချို့နေရာတွေမွေးဆိုတာနဲ့အိမ်နဲ့ရေဝင်းအပေါ်တက်တဲ့နေရာတွေတို့ဟုတ်ကဲ့ရေမြုပ်ထတာတို့ကြုံနေရတယ်ဟုတ်ကဲ့ပါဆရာကြီးရှေ့လျှောက်အဲ့ဒါတွေက တတိထားမယ်အိဆောက်ထားတို့ပါဆားပြီးတော့အစင်ကြရမယ်သိလားဆရာကြီးသူကပေါ့နော်အဲ့လိုပေါ့ပူတာပေါ့ခုနကပြောသလိုဆရာကြီးရေဟိုမီဟိုခုနကမီးသွေးခဲကိုရေနဲ့အုပ်လိုက်တဲ့အခါမှာဟုတ်တယ်မစိုးမပူမလုပ်ဖဲနဲ့အဲ့အတေချောင်းအေးသွားအောင်အေးသွားအောင်ကိုရေချိုးရမယ်ပေါ့နော်ဂျိုင်းရေတဲ့အထိပေါ့ဆရာကြီးတို့စာတင်တော့ကဂျိုင်းရေတဲ့အထိချိုးရမယ်ဒါမှမဟုတ်လက်သေးမှာလက်မှာပဲကြီးရေကုန်တွန်းတဲ့အထိ ချိုးရမှာလိုအပ်လာရင်ပေါ့လိုအပ်လာရင်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးဒါတော့ဆရာကြီးကဟိုတင်စားပြီးတော့မြင်သားအောင်ပြောတာပြောတာဟုတ်ကဲ့ဆရာကြီးဆိုချင်းရတော့ဂျိုင်းဆိုင်လိုက်လို့ဂျိုင်းမှာအီးတဲ့ရသွားရင်လုံတော့ပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစီဗျာ